So family များအားလုံးပဲမိင်္ဂလာပါရှင်။ရွှေတက်တာလေးချင်းစင်းလေးရဲ့ contemporary day အကနေအန်ဒီတို့ so family များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့အန်ဒီတို့ရဲ့ချစ်ချင်းမေတ္တာနဲ့ပတ်သက်တဲ့လေးချင်းစင်းလေးတစ်ခုလှူဆောင်ကြရအောင်ပါ။မိမိတို့ရဲ့နှလုံးသား chakra ကနေပြီးတော့မိမိတို့ချစ်ခင်မြတ်တို့ရဲ့ဒုတိယအောင်နေလမ်းပြီးတော့ဆက်သွဲကြည့်ကြမယ်။ ဒါကြောင့်ဒီနေ့ရဲ့လေ့ကျင့်စဉ်ကိုလုပ်မယ်ဆိုရင်တော့မိမိချစ်ခင်ရတဲ့သူတယောက်ကိုကြိုးပြီးတော့ရွေးချယ်ထားဖို့တော့လိုအပ်လာပါတယ်။ မိမိချစ်ရတဲ့ချစ်သူရေးစားအိမ်တော်ဘက်သားသမီးလေးများလည်းရသလိုမိမိရဲ့မိဘတွေတငယ်ချင်းတွေမိဆွေတွေလည်းရပါတယ်။မိမိအပေါ်မှာအမြင်ကြီးလာစေခြင်းနဲ့လုံဖော်ကိုင်းပတ်အထက်လူကြီးတွေလည်းရတယ်။ဘသူပဲဖြစ်ဖြစ်အနီတို့မိမိနဲ့သူနဲ့ဈားလေးမှာဆက်ဆံရေးတွေပိုပြီးတော့နှွေးထွေးကောင်းမွန်ပြီးတော့တိုးတက်လာခြင်းနဲ့သူတယောက်ကိုရွေးချယ်ပြီးလို့ရပါတယ်။ အထူးသဖြင့်ကတော့မိမိနဲ့ချစ်ခင်ရတဲ့စတူရေးစားအိမ်တော်ဘက်တီကတော့ပို့ပြီးတော့အကျိုးရှိစေတဲ့လေ့ကျင့်စဉ်လုပ်ငန်းလေးဖြစ်ပါတယ်။ဒီကနေ့မှမိမိတို့နှလုံးသားချင်းလှမ်းပြီးတော့ချိတ်ဆက်ခြင်းနဲ့ဒုတိယကိုရွေးချယ်ပြီးသွားပြီဆိုရင်တော့ Gratitude Walk ပုံစံလေးရဲ့စာမျက်နှာ83မှာအန်ယူရချစ်ချင်းမြတ်တာကြီးစုတရားလေ့ကျင့်စဉ်ဆိုတဲ့ခေါင်းစဉ်ကလေးတွေ့ပါလိမ့်မယ်။ အဲ့ဒီခေါင်းစဉ်ကလေးရဲ့အောက်မှာအန်ဒီတို့တွေဟာမိမိတို့ရွေးချယ်ထားတဲ့သူကိုကျေးဇူးတင်တဲ့အကြောင်းတွေရေးကြမယ်ကျေးဇူးတရားဟာကုစားခြင်းလှိုင်းတွေကို ဖြစ်စေတယ်ကုစားခြင်းလှိုင်းတွေဟာချစ်ချင်းမြတ်တာ frequency ကိုဖန်တီးပေးတယ်။ဒါကြောင့်အန်ဒီတို့တွေဟာလူတဦးတယောက်နဲ့နှလုံးသားချင်းနီးကပ်ခြင်းနဲ့ဆက်ဆံရေးတွေကောင်းမွန်လာခြင်းနဲ့ဆိုရင်ထို့သူကိုကျေးဇူးတင်ခြင်းကနေစတင်ကြရပါမယ်။ ထိုလ်လူဟာမိမိအပေါ်မှာကောင်းနေသူဖြစ်ပါစေမိမိကိုနာကျင်စေတဲ့ဖြစ်ပျက်တွေလုပ်ခဲ့တဲ့သူဖြစ်ပါစေမိမိတို့ဟာဒီလူနဲ့ပို့ပြီးတော့နီးကပ်လာခြင်းနဲ့ဒီလူနဲ့ကိုနေကြမှာနားလည်မှုတွေရခြင်းနဲ့ဒီလူစိုးနေတဲ့အချက်ကလေးတွေကိုပြင်ဆင်ခြင်းနဲ့ဒီလူလုံနေတဲ့မကောင်းတဲ့အလုပ်တွေကိုရပ်တန့်စေခြင်းနဲ့ဆိုတဲ့စိတ်ဆန္ဒရှိတဲ့ဆိုရင် ထိုလူဟာယခုလက်ရှိမှာဘလောက်ပဲမကောင်းတဲ့အချင်းစရိုက်တွေဖြစ်နေပါစေသူ့ကိုကျေးဇူးတင်တတ်အောင်မိမိတို့ဘက်ကစပြီးတော့မှကြိုးစားကြရပါတယ်ဒါကြောင့်ညီတို့ကသူ့ကိုကျေးဇူးတင်တဲ့အကြောင်းကိုရေးကြမယ် ကိုဟာသူ့ရဲ့ကောင်းချက်ကိုရှာဖွေလို့မရတော့အောင်ကျေးဇူးတင်စရာတွေမရှိဘူးဆိုရင်သူအသက်ရှင်နေတာလေးကိုပဲကျေးဇူးတင်လို့ရပါတယ်။သူအသက်ရှင်နေတာကျေးဇူးတင်နေ၊သူချမ်းသာနေတာကျေးဇူးတင်နေ၊သူနေတဲ့အစားအသောက်တွေစားခွင့်ရတာကျေးဇူးတင်နေ၊သူ့ကိုမွေးဖွားပေးတဲ့အဖေနဲ့အမေကိုကျေးဇူးတင်နေ၊သူလူတစ်ယောက်အနေနဲ့ဒီကဘာမြေကြီးပေါ်ကိုရောက်လာပြီးတော့လူတစ်ယောက်ရဲ့တာဝန်ကိုထမ်းဆောင်ခွင့်ရနေတဲ့အတွက်ကျေးဇူးတင်နေ။သူဟာသူ့ရဲ့စိတ်ဓာတ်ရည်ကိုသူကိုယ်တိုင်ကူစားနိုင်တဲ့အတွက်ကျေးဇူးတင်နေ။ ီလိုမျိုးလေးအညီတို့ရှာရှာဖွေဖွေရေးပြီးလို့ရပါတယ်သူဟာမိမိပေါ်မှာကောင်းတာလေးတွေလှုပ်ပေးခဲ့ဘူးတဲ့သူဆိုရင်တော့တစ်ချိန်ကသူလှုပ်ပေးခဲ့ဘူးတဲ့ကောင်းတဲ့အချက်ကလေးတွေပြန်စင်စားပြီးတော့ငါကိုဘလို့လေးခယူးဆိုင်ပြီးလို့ငါကိုဘလို့လေးချစ်ပြီးလို့ကျေးဇူးတင်ပါတယ်ဆိုတာလေးရေးပြီးလို့ရပါတယ်ဒီတော့ညီတို့တွေနံပါတ်စင်လေးတွေနဲ့စာရေးလိုက်ကြရအောင်တစ်ကနေ9အထိကတော့သူ့ကိုကျေးဇူးတင်တဲ့အချက်တွေရေးကြမယ်6ကနေ10အထိကြတော့ မိမိတို့ကသူ့ကိုဖြစ်စေခြင်းနဲ့ပုံစံသူဟာမိမိတို့ကိုလှုပ်ပေးတဲ့အတွက်ကြီးစုတင်ကြောင်းရေးကြပါမယ်အဲ့တော့ယခုလက်ရှိမှာတော့သူကမိမိတို့ကိုမိမိတို့ဖြစ်စေခြင်းနဲ့အရာတွေမလုပ်ပေးနေသေးဘူး။ဒါပေမဲ့အနီတို့တွေက နိုင်ခြင်းဆွမ်းရင်နိုင်ခြင်းအရင်ဆက်တွေ့ကြမှာ physical မှာအညီတို့အရင်မဖြစ်ခင်မှာ spiritual လိုင်းနေမှာအညီတို့အရင်ဦးဆုံးဆက်တွေ့ကြမှာမဟုတ်ပါလားအဲ့တော့မိမိတို့ကသူ့ကိုဖြစ်စေခြင်းနဲ့ဆန္ဒတွေသူဒီလက်တွေ့မှာမလုပ်ပေးသေးဘူးဆိုရင်တော့မိမိတို့ကကြိုးပြီးတော့ဂျေဆုတင်လိုက်ခြင်းအပြင်သူဟာဒီဆန္ဒတွေဖြည့်ဆည်းပေးဖို့လမ်းကြောင်းပေါ်ကို အလိုလိုရောက်လာပါလိမ့်မယ် ီတော်အနီတို့တွေသူ့ကိုဖြစ်စေခြင်းနဲ့ဆန္ဒလေးတွေကိုပါသူဟာမိမိတို့ကိုလိုလိုလားလားနဲ့လှုပ်ပြီးလို့ကျေးဇူးတင်ပါတယ်ဆိုတာလေးဒီ6ကနေ10ရေးကြမယ်ဥပမာသားသမီးလေးတွေဒီထက်ပိုးပြီးတော့စကားနာထောင်စေခြင်းနဲ့လိမ္မာစေခြင်းနဲ့ဆိုရင်လေငါရဲ့သားသမီးလေးတွေငါရဲ့စကားကိုအခုထက်ပိုးပြီးတော့နားထောင်ပြီးလို့ကျေးဇူးတင်ပါတယ်လို့ယခုလက်ရှိဖြစ်နေတဲ့ပုံစံမျိုးနဲ့ရေးလို့ရတယ်မိမိရဲ့အိမ်တော်ဘက်ကမိမိကို ပိုးပြီးတော့ဂယုဆိုင်စေခြင်းနဲ့ဆိုရင်လေငါရဲ့အိမ်တော်ဘက်ကငါ့ကိုအမြင့်နဲ့အရေးတကြီးကြီးနဲ့ဂယုဆိုင်ပြီး တဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ရေးလို့ရတယ်။ဥပမာမိမိရဲ့အထက်လူကြီးကိုယာတူးတူးပေးစီခြင်းနဲ့ဆိုရင်လည်းယခုလက်ရှိမှာတော့သူကမတိုးပေးသေးဘူး။ဒါပေမဲ့အနီတို့တွေဟာငါ့ရဲ့အထက်လူကြီးကငါ့ကိုလာစာရီတိုးပေးပြီးတော့ယာတူးတွေတိုးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ငါ့ကိုပဆန်လေးတွေလာချီသွားတဲ့သူကအကျွေးလေးတွေကိုလိုလိုလားလားနဲ့စိတ်ချမ်းသာစွာလာဆက်ပေးလို့ကျေးဇူးတင်ပါတယ်။ သူလည်းပဲပတ်စံအဆင်ပြေသွားကြောင်းကြားသိရလို့ကျေးဇူးတင်ပါတယ်ဒီလိုလေးတွေအနေလို့ရေးပြရမယ် negative ဘက်ကမတွေးပဲ positive ဘက်ကနေတွေးပြီးတော့ရေးပြရမယ်နော်ဒီတော့အနီတို့တွေတိကနေ9အထိကသူ့ကိုကျေးဇူးတင်တဲ့လက်ရှိအချက်တွေကိုရေးပြီးတော့6ကနေ10ကတော့မိမိတို့ကသူ့ကို ဖြစ်စေခြင်းနဲ့ဆန္ဒတွေကိုကြိုပြီးတော့ကျေးဇူးတင်လိုက်ကြရအောင်ပါ ရေးပြီးပြီဆိုရင်တော့အနီတို့ဒီကနေ့ရဲ့ energy meditation လေးကိုစတင်ကြမယ်။ဒီနေ့မှာတော့အနီတို့ကချက်ချင်းမြတ်တာလှိုင်းအနေနဲ့ချိန်ဆက်ကြမှာဖြစ်ပါတယ်။ချက်ချင်းမြတ်တာလှိုင်းနေကိုယ့်ရဲ့နှလုံးသားမှာဖြစ်လာဖို့ဆိုရင်အနီတို့ကကြည်နူးနေဖို့လိုအပ်ပါတယ်။ဒါကြောင့်မိမိတို့ရဲ့စိတ်ကလေးတွေကြည်လင်နေရဲ့လားကိုကိုကိုဆက်စစ်ကြည့်ပါ။စိတ်ကလေးတွေမကြည်လင်နေဘူးဆိုရင်ဒီနေ့ရဲ့လုပ်ငန်းစဉ်အောင်မြင်စွာလုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ မိမိရဲ့စိတ်အခန့်လေးမှာအကြည်တကလေးတွေရှိနေကြရဖို့လိုအပ်ပါ रे ပထမဆုံးကိုယ့်ရဲ့စိတ်ကလေးကို ရှင်းချကြမယ်အစဉ်နဲ့အနေထားလေးမှာနေရာယူကြမယ် ကိုယ့်ရဲ့စိတ်ကလေးတွေရှုသွင်းရှုထုတ်ရင်းမှာပဲအာယုံလေးခဏထားကြမယ်။မိမိတို့ရဲ့ဘဝတစ်လျှောက်လုံးမှာကြီးနူးခဲ့ရတဲ့အချိန်လေးတွေစဉ်းစားကြည့်ပါ။ဒီလိုနဲ့ပတ်သက်တဲ့အချိန်လေးတွေမဟုတ်လည်းရပါတယ်။အနီတို့ရဲ့နှလုံးသားမှာကြီးနူးခြင်းဆိုတဲ့ခံစားချက်ကလေးဖြစ်လာဖို့အတွက်အနီတို့တွေဟာဘဝတစ်လျှောက်လုံးမှာကြုံခဲ့ရတဲ့ပျော်စရာလေးတွေကြီးနူးစရာအခိုက်အတန့်လေးတွေကိုခဏလေး record ပြန်ခေါ်ပြီးတော့နှလုံးသားမှာဖြစ်လာတဲ့ကြီးနူးခြင်းခံစားချက်ကလေးတွေအာယုံလေးပြည့်ကြည့်ကြရအောင်ပါနော်။ နေတို့တွေမိမိတို့ရဲ့နှလုံးသားလေးကိုအာရုံပြုကြမယ်။ကိုယ့်ရဲ့နှလုံးသားလေးမှာလှိုင်းလေးတွေဖြာထွက်နေတယ်။အယောင်လေးတွေဖြာထွက်နေတယ်။အစိမ်းအောင်လေးတွေလည်းမြင်အောင်လို့ရသလိုပန်းအောင်လေးတွေလည်းမြင်အောင်လို့ရပါတယ်။မိမိစိုက်တဲ့အချစ်ရဲ့လှိုင်းလေးတွေကိုမြင်အောင်လို့ရပါတယ်။အဲ့ဒီချစ်ချင်းမြတ်တာချီးနှူးခြင်းဆိုတဲ့လှိုင်းအယောင်ကလေးတွေဟာကိုရဲ့နှလုံးသားကနေပြီးတော့ကိုချိတ်ဆက်ခြင်းတဲ့သူစီကိုရောက်သွားတယ်လို့အာယုံပြုကြည့်ရအောင် မိမိရဲ့စင်မန်တဲ့မေတ္တာလိုင်းနေရာသူ့ရဲ့နှလုံးသားကိုရောက်သွားပြီမိမိရဲ့စင်မန်တဲ့မေတ္တာလိုင်းတွေကြောင့်သူဟာမိမိပို့လိုက်တဲ့ကောင်းမွန်တဲ့ energy ကိုလက်ခံရရှိတာနဲ့တပြိုင်နက်သူ့ရဲ့မိမိအပေါ်မှာမြင်တဲ့အမြင်တွေမိမိပေါ်ကိုချစ်တဲ့အချစ်တွေဟာပြောင်းလဲသွားပြီးတော့တိုးပွားလာပါတယ်တပတ်လူဟာဘယ်နေရာမှာပဲရှိနေပါစေဘာရီပဲလုပ်နေပါစေမိမိတို့ဟာဒီဘက်ကနေသူ့ကို စစ်ချင်းမြတာစွရင်လှိုင်းနေလမ်းပို့လိုက်ပြီးဆိုရင်မိမိတို့ရဲ့နှလုံးသားကပြေးပို့လိုက်တဲ့မြတာဟာနှဆိုင်ပြီးစစ်မှန်တယ်ဆိုရင်တပတ်လူအားလက်ခံရရှိပါတယ်အဲ့တော့ညီတို့အာယုလေးပြုရအောင်ကိုယ့်ရဲ့နှလုံးသားကအယောင်လေးတွေဟာမိမိတို့ချိတ်ဆက်ခြင်းတဲ့သူစီကိုရောက်သွားပြီလို့အာယုလေးပြုကြည့်ကြရအောင်မြတာလေးတွေပို့ကြည့်ကြရအောင်ပါ မိမိတို့ချက်ချင်းမေတ္တာပို့လိုက်တဲ့သူဒီအခုချိန်ကစပြီးတော့မိမိတို့ရဲ့မေတ္တာများကြောင့်ပျော်ရွှင်သွားပြီးအေးချမ်းသွားပြီးလုံခြုံသွားပြီးနှွေးထွေးသွားပြီးယခုအချိန်မှစပြီးမိမိနဲ့ထူးထူးနဲ့ကြားကဆက်ဆံမှုများကလည်းပို့ပြီးတော့ကောင်းမွန်သွားပြီးနှွေးထွေးသွားပြီးနှလုံးသားချင်းနှိကက်သွားပြီးနှလုံးသားရဲ့အစီချက်ချင်းဟာတူညီသွားပြီးမိမိတို့ရဲ့နှလုံးသားလေးမှာကြည်နူးခြင်းလှိုင်းလေးတွေဖြစ်နေပါလိမ့်မယ်။အာရပါရနဲ့ပြုံးမှာ ကိုယ့်ရဲ့ချစ်ချင်းမြတ်တာကြီးစစ်မှန်ခဲ့တဲ့အတွက်ကိုကိုကိုကြီးစုတင်ပါမနက်ဖြန်ကစပြီးတော့အညီတို့ရဲ့ဘဝတွေမှာထူးခြားမှုများကိုကြုံရပါလိမ့်မယ်မိမိတို့ချိဆက်ခဲ့တဲ့သူဟာထူးခြားစွာအညီတို့အပေါ်ကိုဆက်ဆက်ရေးတွေပို့ပြီးတော့နှွေးထွေးလာတာပို့ပြီးတော့ပြောင်းလဲလာတာတွေ့ရပါလိမ့်မယ် ဒီနေ့ရလုပ်ငန်းစဉ်ကတော့အောင်မြင်သွားပြီဖြစ်ပါတယ်။အနေတော့မနေ့ပြန်မှပြန်ပြီးတော့ဆုံတွေ့ကြမယ်နော်။ကိုယ့်ရဲ့နှလုံးသားလေးရှိမှလက်ဥကလေးချီလိုက်ပါ။ကျေးဇူးတင်ကြရအောင်ပါ။ကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ပါတယ်။